မြန်မာနိုင်ငံသူမြန်မာနိုင်ငံသားအလုံးကြော်ရွှင်အေးချမ်းကြပါစေလို့ဆုမွန်အောင်တောင်းလိုက်ပါတယ်ခင်ဗျာကျွန်တော်ကတော့ကိုမိုးကားနုပညာဝဲဖြစ်ပါတယ်အကျွန်တော်တို့တွေပြီးခဲ့တဲ့ရပိုင်းရပိုင်းတွေကကျွန်တော်ကားလေးညားစွာရောင်းချခဲ့တယ်ကားလေးသိန်းထောင်ကျော်တန်ကားလေးရောင်းချခဲ့တယ်သိန်း2000ဝန်းကျင်ကားလေးတွေရောင်းချခဲ့တယ်ကျွန်တော်ရဲ့ page မှာမေးမြန်းကြတယ်သိန်း900ဝန်းကျင် သိန်း600ဝန်းကျင်သိန်း400ဝန်းကျင်လောက်လဲမေးမြန်းကြတာရှိတယ်เนาะ အဲကျွန်တော်တို့အဲအကြောင်းမလို့ကျွန်တော်အားပေးကြတဲ့ကိုမိုးကာနုပညာကိုအားပေးကြတဲ့မြန်မာနိုင်ငံသူမြန်မာနိုင်ငံသားတွေရဲ့လိုအပ်ချက်နဲ့ကိုက်ညီမဲ့ကားလေးတွေကိုဖြည့်စွမ်းရမှာကျွန်တော်တို့ရဲ့တာဝန်ဖြစ်ပါတယ်ကျွန်တော်တို့ကကားရောင်းချရသူဖြစ်တဲ့အတွက်လိုချင်တဲ့အရာလေးတွေကိုကားသုံးဆွဲသူမိဘပြည်သူတွေဘာတွေလိုအပ်နေလဲဘာတွေလိုချင်နေလဲစသဖြင့်ကျွန်တော်တို့ဖြည့်စွမ်းရမှာကျွန်တော်တို့ရဲ့တာဝန်ဖြစ်ပါတယ်ဒါကြောင့်မလို့ကျွန်တော်အမေးအမြန်းများတယ်400ကျော်500ကျော်600ကျော်အမေးအမြန်းများတဲ့မိတ်ဆွေများအားလုံးအတွက် သိ600ကျော်၃စီးသိ900ကျော်၃စီးကားအလုံးပေါင်း6စီးကိုကျွန်တော်ဒီနေ့မှာတော့ပြသပေးသွားမှာဖြစ်ပါတယ်မိတ်ဆက်ပြီးတော့ပြသပေးလိုက်မယ်เนาะအဲဒါမှကျွန်တော်တို့မြန်မာနိုင်ငံသူမြန်မာနိုင်ငံသားအားလုံးမိမိလိုချင်တဲ့အရာလေးတွေကိုပိုင်ဆိုင်ပြီးတော့ပျော်ရွှင်ကြပါစေအေးချမ်းကြပါစေလို့ဆုမွန်အောင်တောင်းလိုက်ပါတယ်ဟုတ်ဒီနေ့ပြသပေးမယ့်ကားလေးတွေကတော့ ဟွန်နာဖစ်ဂျီစစ်လေးရာနှစ်စီးပါမယ်ဟွန်နာဖစ်ဂျီစစ်လေးဆိုတော့2000တဲ့အိမ်မော်တယ်အီရန်လေးတွေကျွန်တော်တို့ဂျာမနီဂျီတန်လေးတွေဟွန်နာဖစ်လေးတွေကအမေးများများတယ်ကျွန်တော်စီမှာအဲကြားဖို့လည်းနည်းနည်းလေးရှားတယ်နော်ဒီကားလေးတွေကကားကောင်းကားသန့်ဆိုရင်ပိုရှားတယ်ခင်ဗျဘာလို့ဆိုတော့ဂျပန်ကားလေးတွေမှာကျွန်တော်တို့အရင်ကြီးကျွန်တော်တို့ညှို့လင့်ထားလို့မရဘူးဘာကြောင့်လဲဆိုတော့ကျွန်တော်အတိုက်ခိုက်ကင်းဖို့ပဲကျွန်တော်တို့တာဝန်ယူထားတာဖြစ်ပြီးတော့ပြန်စည်းလေးတွေကတော့ပါမှာဖြစ်ပါတယ်ဒါကတော့များလက်ခံပြီးတော့တုံးဆွဲနေကြတာဖြစ်ပါတယ် အပြီးတော့ရင်တော့ကျွန်တော်တို့3600ကျော်ထဲမှာဆိုရင်တော့ Total CD တွေက RAV4 လေးတစ်စီးရမယ် RAV4 ကအခက်ရ Eden လေးနဲ့ Engine Power 204V နဲ့ကားလေးတစ်စီးသာကြံပါတော့မယ်ကျွန်တော်မှာ Total RAV4 ရဲ့အမင်းများများတဲ့အောက်ပိုင်းမြင့်မြတ်မှလိုချင်တယ်ဆိုတဲ့မိတ်ဆွေတွေကျွန်တော်တို့3600ကျော်လေးမှာရရှိမှာဖြစ်ပြီးတော့ Honda Fit G စနဲ့ဆိုရင်အားလုံးပေါင်း3600ကျော်ကတော့3စီးရရှိမှာဖြစ်ပါတယ်ခင်ဗျာကဲပြီးတော့ရင်တော့3500ကျော် ငါးကျော်တည်းရဆိုလို့ရှိရင်တော့တိန်900ကျော်ရှိလားတိန်900ဝန်းကျင်ရှိလားအမေးများများတဲ့မိတ်ဆွေတွေဆိုရင် Mitsubishi Mirage ဆိုတဲ့ကားလေးတစ်စီးထပ်မံရောက်ရှိနေတယ်ပြီးတော့ရင်တော့ Toyota တွေကနေဆိုရင် Harrier Toyota Harrier တွေကနေရောက်ရှိနေတယ်ဒါတွေကတော့အဖြူရောင်ရရှိမယ်နော်ပြီးတော့ရင်တော့ကျွန်တော်တို့ Toyota Feeder Toyota Feeder တွေကဆိုတိန်900ကျော်လေးရရှိမယ်ကားလေးတွေကတော့အတိုက်ခိုက်ရှင်းဖို့အတွက်တာဝန်ယူပြီးတော့ပြန်စည်းလေးတွေကတော့ပါမှာဖြစ်တယ်ဒါကြောင့်မလို့တိန်900ကျော်တိန်600ကျော်ဝန်းကျင်လေးတွေကကားလေးတွေကိုကျွန်တော်တို့ဒီလိုက်ကြည့်ပြပါအောင်ခင်ဗျာအားလုံး ကဲဒီမှာတော့ကျွန်တော်တို့ Honda Fit G စစ်လေးရတော့ကျွန်တော်တို့အနက်အောင်လေးရဲ့အဖြူအောင်လေးနဲ့လည်းစီးရှိမယ်နော်ဒီကားလေးနဲ့စီးရတော့အဖြူအောင်လေးရတော့ကျွန်တော်တို့မှန်ပြူကားပြူလေးဖြစ်ပြီးတော့ဒီဘက်ကကားလေးရတော့ကျွန်တော်တို့မှန်မဲမီကြောက်ဖြစ်မယ်နော်ဒါတော့ GF grade လေးဖြစ်တယ်ဒီဘက်ကတော့ G grade မှန်ပြူ grade လေးပေါ့နော်ဒီကားလေးလိုချင်တယ်ဆိုတော့ကျွန်တော်သိန်း600ကျော်လေးတွေမှာပဲရရှိမယ်ကားလေးနဲ့စီးဖြစ်ပါနော်ကဲပြီးတော့ရအောင်ကျွန်တော်ဒီဘက်နောက်ကကားလေးတစ်ချက်ပြပေးမယ်။သိန်း600ကျော်ဆိုတော့ တိန်600 CD မှာကျွန်တော်တို့ဒစီထပ်ပြပေးမယ်နော်တိန်600ကျော် CD ဆိုရင်ကျွန်တော်တိန်650တိန်660နဲ့ရရှိမယ် Eden နော် Eden နဲ့ Toyota RAV4 အောက်ပိုင်းမြတ်လိုချင်တဲ့ Inspire 2.0 4WD နဲ့ရရှိမယ် Honda Fit G စစ်လေး2စီးဒီဘက်နောက်ကပြလိုက်မယ်နော် Honda Fit G စစ်လေး2စီးကတော့ဒီမှာနောက်ဘက်တွင်လေးကျွန်တော်ပြသပေးရနော်အဲတော့ကျွန်တော်တို့တိန်600ကျော်မှာပဲရရှိမယ်အဲတစ်ချက်မှတ်လိုက်မယ်နော် သိန်း600ကျော်3သိန်းကျွန်တော်ပြသပေးမယ်ပြီးရင်သိန်း900ကျော်3သိန်းပြပြမယ်နော်သိန်း900ကျော်စသချင်းပြသပေးမှာတော့သိန်း900ကျော်တွေရရှိမယ် 4D နဲ့ YGN license ဖြစ်တဲ့ engine power ကတော့ကျွန်တော်3သိန်းကို 4V နဲ့ရရှိမှာဖြစ်ပါတယ်အဒီကားလေးကတော့ Toyota Harrier ဖြစ်ပြီးတော့ကားလေးတော်တော်တန့်တယ်နော်ကျွန်တော်အတိုက်ခိုက်မရှိဘူးကျွန်တော်စောစောကပြောထားသလိုပဲကျွန်တော်တို့ကားလေးတွေကကျွန်တော်တို့အတိုက်ခိုက်မရှိဘူးပဲတာဝန်ယူပြီးတော့ပြန်စည်းလေးတွေကတော့ဂျပန်ကားလေးမှာလက်ခံပြီးတော့ကျွန်တော်တို့ကိုယ်တိုင်ဝယ်ယူရပြီးတော့သုံးစွဲတဲ့သူတွေလည်း လက်ခံပြီးတော့သုံးဆွဲနေရတာဖြစ်ပါတယ်။တိမ်ငါးကြော်လေးတွေကနည်းနည်းရှားပါလို့ပါနော်။အဲကျွန်တော်တို့အမေးမြန်းများလို့ကျွန်တော်တို့ကအဲဝဲဥစု user တွေအတွက်အဆင်ပြေပါစေဆိုတဲ့ UI ချက်နဲ့ကျွန်တော်တို့ကား900ကြော်လေးတွေကိုဖြည့်ဆွတ်ထားတာဖြစ်ပါတယ်။အဲမိတ်ဆက်ပေးတာဖြစ်ပါတယ်။ဒါကျွန်တော်တို့900ကြော်6ကြော်လေးတွေကတော်တော်ရှားတယ်နော်။ဟုတ်ဒီကားလေးဆိုလို့ရှိရင် engine power 1.0ဖြစ်ပါတယ်။ model E အနေနဲ့တောင်းနေတွဲဖြစ်တယ်တူးတောင်းနေတွဲဖြစ်ပြီးတော့ site a နဲ့ကျွန်တော်တို့ mpy license နဲ့ရရှိမှာဖြစ်ပြီးတော့အတိုက်ခိုက်မရှိဘူးပြန်သေးလေးရောင်းနေခင်း ပါတဲ့ကားလေးဖြစ်ပါတယ်ခင်ဗျာကဲဒီကားလေးပြပြီးတော့ကျွန်တော်တို့နောက်ထပ်900ကျော်လေးချက်ပြမယ်နော်ဒါလေးကတော့ကျွန်တော် post test smart ကြီးလေးဖြစ်တယ်နော် post test digital air con လေးဖြစ်တယ်ဒီမှာဘူးလေးနဲ့နော်ဘော်ရဲတောင်းတဲ့တွဲဖြစ်တယ်နောက်ယူလေးပါကြပြီးတယ်နော်နောက်ယူလေးက 5L ဒီမှာ Mitsubishi logo လေးပါမယ် Mirage ဆိုတဲ့သူ့ရဲ့ logo လေးပါမှာဖြစ်ပါတယ်ဟုတ်အဲကျွန်တော်တို့ Toyota RAV4 ရဲ့နောက်ယူလေးပြပေးမယ်နော် Toyota RAV4 လေးပါ Toyota RAV4 လေးပါ ဟုတ်မော်ရယ်ကြီးအနေနဲ့ဒီကားလေးက2001မော်ရယ်ဖြစ်ပြီးတော့ Iran ဖြစ်တယ် Engine Power 204ဖြစ်တယ်နော်ပြန်စည်းလေးတော့ပါမယ်ကားအတိုက်ခိုက်ရှင်းတယ်ဝယ်ယူမယ်ဆိုရင်မျက်မြင်လာအောင်ကြည့်ရှုဝယ်ယူနိုင်မယ်ပြီးတော့ကျွန်တော်တို့ကားအတိုက်ခိုက်ရှင်းဖို့အတွက်ကျွန်တော်တာဝန်ယူနေပါတယ်ခင်ဗျာဟုတ်အဲကျွန်တော်ဒီမှာနောက်တစ်စီးကတော့ကျွန်တော်3500ကျော်မှာပြပြပေးမယ်နော်အင်းငါကြောကားလေးကတော့ကျွန်တော်90နဲ့ YGN license ဖြစ်ပြီးတော့ engine power အနေနဲ့1.8ဖြစ်တယ်1.8ကို 1800cc 2V ဖြစ်ပါတယ်ရိုးတော့လေးပဲဖြစ်တယ်ရိုး aircon လေးပဲဖြစ်တယ်ဒါလေးကတော့ကျွန်တော်3500ကျော်မှာပဲ နဲ့ရှားတယ်နော်။သင်္ကားကကျွန်မတိုတာပရိုပေါက်လေးတွေတိုတာဖီဒါလေးတွေအမင်းများများကြတဲ့မိတ်ဆွေတွေအတွက်ပြင်ဆင်ပြီးတော့ကျွန်တော်တို့ဝယ်ယူထားတာဖြစ်ပါတယ်။အဲ channel ကားလေးတွေသိထောင်ကျော်တန်ကားလေးတွေလိုချင်တယ်ဆိုရင်တော့လက်ရှိပါတယ်။ခုလောဆယ်ကတော့ကျွန်တော် highlight လုပ်ပြီးတော့900ကျော်600ကျော်ဝင်းကျင်လေးတွေကိုကျွန်တော်ပြသသွားတာဖြစ်ပြီးတော့ကျွန်တော်ဒီမှာကားလေးတွေများစွာကိုရွေးချယ်ဝယ်ယူလို့ကြားနိုင်ပါတယ်နော်။အားကြောင့်မကျွန်တော်တို့ခုလောဆယ်ပြသသွားတဲ့ကားလေးကတော့ကျွန်တော်အားလုံးပေါင်းအဲကား 600ကျော်3စီးပြသပြီးတော့900ကျော်3စီးပြသသွားတာဖြစ်ပါတယ်900ကျော်3စီးကတော့ Mitsubishi Mirage လေးပြသပေးတယ်900ကျော်လေးမှာ Toyota Harrier လေးပြသပေးတယ်900ကျော်လေးမှာ Toyota Harrier လေးပြသပေးသွားတာဖြစ်ပါတယ်เนาะသိန်း600ကျော်လေးမှာဆိုရင်တော့ Honda Fit G စစ်လေးနဲ့စီးရမယ်ပြီးသွားရင်တော့ကျွန်တော် Toyota RAV4 လေးရမှာဖြစ်ပါတယ်ကဲအားလုံး ဒါသုံးဆွဲသူမိဘပြည်သူများအားလုံးပျော်ရွှင်နိုင်ကြပါစေအေးချမ်းနိုင်ကြပါစေကျွန်တော်ပျော်ရွှင်ဖို့ဆိုတာကျွန်တော်တို့မိမိလိုချင်တဲ့အရာကိုပိုင်ဆိုင်မှသာပျော်ရွှင်မှုရရှိမှာဖြစ်ပါတယ်ဒါကြောင့်မလို့မိမိလိုချင်တဲ့အရာလေးတွေကိုကျွန်တော်တို့မိမိလိုချင်တဲ့ကားလေးတွေကိုပိုင်ဆိုင်ပြီးတော့မိမိဘဝမှာပျော်ရွှင် အေးချမ်းတဲ့ဘဝကိုရရှိနိုင်ကြပါစေလို့မိမိရဲ့ပျော်ရွှင်မှုကိုရှာဖွေနိုင်ကြပါစေလို့ပြောကြရတယ်ကိုမိုးကားနုပညာကားစစ်စင်တာကနေပြီးတော့အမေးအမြဲအများဆုံးကားလေးတွေတိတ်900ဝန်းကျင်တိတ်600ဝန်းကျင်လေးတွေကိုတိတ် 6စီးကိုနော်တေချာပြသပေးသွားတာဖြစ်ပြီးတော့အခြားကားလေးတွေလည်းလိုချင်တယ်ဆိုရင်ကိုမိုးကားနုပညာစီမှာတိတ်ထောင်ကျော်ကားလေးတွေလည်းဒါတော့ကြည့်ရှုဝယ်ယူနိုင်ပါတယ်။ကဲကားဝယ်ဖို့စဉ်းစားနေပြီလား။ကားရောင်းဖို့စဉ်းစားနေပြီလား။ကားတွေကိုပြန်လဲပြီးတော့အလဲထက်ပြုလုပ်ဖို့စဉ်းစားနေပြီလား။ကိုမိုးကားအနုပညာကိုတတိယလိုက်ပါခင်ဗျာ။အားလုံးရှင်လန်းချမ်းမြေ့ကြပါသည်။အေဂျင့်ပျော်ရှင်ကြပါသည်လို့ကိုမိုးကားနုပညာမှာစုမုံအောင်တောင်းလိုက်ပါတယ်။အားလုံးတက်တာနောက်ထပ်နောက်ထပ်ဗီဒီယိုတွေမှာပြန်လဲဆုံတွေ့ကြမယ်ခင်ဗျာ။အားလုံး